ပြည်သက်များလုံးမင်္ဂလာပါရှင်။နိုမာ23ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုကျွန်မရွန်ရက်ဒီကနေ့တင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ နိုဘမာလ23ရက်နေ့မနက်8:45မိနစ်အချိန်ကလပနာဝမ်းချုံရူဝါနီတိုင်းတာပေးကြရရကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အနောက်တောင်ပိုင်းဒေသတွေမှာတိမ်အသင်းတင့်ဖြစ်ထွန်းနေပါတယ်။ကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှင်းငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့တောင်ပိုင်းဒေသတွေမှာတိမ်ထွန်းနေပြီးတော့ကြံဒေသတွေမှာတိမ်နှင်းငယ်ကနေတိမ်အသင်းတင့်ဖြစ်ထွန်းနေပါတယ်ရှင်။အခုဆက်လက်ပြီးတော့နိုဘမာလ24ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ မြမပင်လယ်ပြင်အခြေအနေကတော့မြမကန်ရန်ရှောင်းတဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအနှဲငယ်ကနေလှိုင်းအထင်တဲ့ရှိနိုင်ပါတယ်။လှိုင်းမြင့်နေကတော့မြမကန်ရန်ရှောင်းမှာတပေကနေနှစ်ပေလောက်မြင့်တက်နိုင်ပါတယ်။ကမ်းလွန်ပင်လယ်ပြင်မှာကတော့လှိုင်းမြင့်ကသုံးပေကနေလေးပေလောက်မြင့်တက်နိုင်ပါတယ်ရှင်။ဒီတိုက်ခတ်နိုင်မှုခံမှန်းချက်နေနေကတော့ရခိုင်ကန်ရိုးရမ်းမှာတနာရီကို6မိုင်ကနေ10မိုင်ထိတိုက်ခတ်နိုင်ပါတယ်။မြဝကြမောကန်ရိုးရမ်းမုံနဲ့တနင်္လာရီကန်ရိုးရမ်းဒီသားဒီမှာကတော့တနာရီကို10မိုင်ကနေ12မိုင်ထိတိုက်ခတ်နိုင်ပါတယ်ရှင်။ မိုးရသွန်နိုင်မှုခမှန်းချက်နေနေရတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့တနင်္လာရီတိုင်းမှာနေရောက်ကကြောင်းမိုးထချုံရနိုင်ပါတယ်။ကြံဒီသားရီမှာတော့တိမ်အသင့်တင့်ဖြစ်ထွန်းနိုင်တာကိုတွေ့ရပါပါတယ်ရှင်။မြို့တော်ရီဒီရဲ့မိုးလေဝသခမှန်းချက်နေနေရတော့နေပြောင်းတဲ့အနီးတွင်မှာအမြင့်ဆုံးဘူချိန်က34ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က19ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြောင်းမှာတိမ်အသင့်တင့်ဖြစ်ထွန်းနိုင်ပြီးတော့မိုးရွာဖို့တရားမှုနေနေရတော့30ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။ ရန်ကုန်မြို့နယ်ဤတိုင်းမှာအမြင့်ဆုံးဘူချိန်က34ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က22ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရန်ကုန်မှာလည်းတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရွာဖို့တီချောင်းမှုက30ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။မန္တလေးမြို့နယ်ဤတိုင်းမှာအမြင့်ဆုံးဘူချိန်32ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က18ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန္တလေးမှာလည်းတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးတော့မိုးရွာဖို့တိကျမှုအနေနဲ့30ရာခိုင်နှုန်းလောက်ရှိနိုင်တဲ့လို့ခန့်မှန်းထားပါရရှင်။ အခုဆက်လက်ပြီးတော့နေပြော်ရန်ကုန်မန္တလေးမြို့ရဲ့တပတ်တွင်မိုးလေဝသခမန်းချက်တွေကိုထုတ်လင်းတဲ့ဆက်ပြီးသောမှာဖြစ်ပါရဲ့ရှင်။တ िश ူအားပေးကြတဲ့ကျေးဇူးထူပဲတင်ပါရယ်။ပြည်သက်တွေအားလုံးသဘာဝပြီးအန်ရီယာနေကင်းဝေးနိုင်ကြပါလိမ့်ရှင်။